မင်္ဂလာပါရှင်အခုဖတ်ပြမှာကတော့စန်းခီရေးသားထားတဲ့ကိုရိုင်းသိရှိသွားမှုဆိုတဲ့အစီအစာကလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင် 1s မဖြစ်ဘူးတဲ့ဘဝမရှိဘူးတဲ့ နောက်ဘဝဘာဖြစ်မယ်ဆိုတာလည်းမပြောနိုင်ဘူးတတဝါတိုင်းမှာကံတဲလဲကိုစီစီပါတယ်တဲ့တဲတဝင်တိုင်းကဘဝတစ်ခုဒါကြောင့်မဖြစ်ဘူးတဲ့ဘဝမရှိကြဘူးဒီဘဝမှာလူဖြစ်ပေမဲ့နောက်ဘဝတီကောင်ဖြစ်စဉ်ဖြစ်မယ်ဒီဘဝမှာမြန်မာပြည်ကဗုဒ္ဓဘာသာမိသားစုမှာမွေးပြီးနောက်ဘဝအင်ချက်ကမွတ်စလင်ဖြစ်စဉ်ဖြစ်မယ်ရောမမျိုးမှာရိုမန်ကက်သလစ်ဘုန်းတော်ကြီးဖြစ်စဉ်ဖြစ်မယ်အိန္ဒိယဟိန္ဒူတယောက်ဖြစ်ရင်လည်းဖြစ်မယ် ဘာဘာသာမှမရှိတဲ့လူလဲဖြစ်ရင်ဖြစ်မယ်မဖြစ်ဘူးတဲ့ဘဝမရှိဘူးဆိုရရဲ့အတွေ့အခေါ်မှာအားလုံးဟာအတူတူပဲ we are one ဆိုတဲ့တန်တရားရဲ့ဆွေမျိုးတွေလို့စုစည်းသွားစေတယ်တွေးကြည့်ရင် ကြည်နူးဖို့ကောင်းတယ်အရာရာကိုဒုက္ခနဲ့ကြည်တဲ့အောင်ကြိုးစားပါဒီချက်ဟာဒုက္ခကိုနားမလဲတော်သူတွေကဗုဒ္ဓကိုအစိုးမြင်ဝါဒီတူလို့မြင်သွားစေပါတယ်တကယ်တော့ဗုဒ္ဓဘာသာဝင်တော်တော်များများလဲဒုက္ခကိုမှန်မှန်ကန်ကန်မြင်ပုံမရပါဘူး ပဝင်းချင်မှာကြားပို့သမ ्या ကတော့ဒုက္ခကိုမကောင်းတဲ့အနှုတ်လက္ခဏာဆောင်တဲ့ဝေါဟာရအနေနဲ့ပဲသုံးကြတယ်။ဒုက္ခဆိုတာအဆိုးလည်းမဟုတ်အကောင်လည်းမဟုတ် မတည်မြဲခြင်းသဘောကိုဆိုလိုတာ။ပျော်စရာတွေဝမ်းနည်းစရာတွေကြောက်စရာတွေကြည်နူးစရာတွေလှတာတွေအကြီးတန်းတာတွေကြောက်တောင်ကြီးတွေပင်လယ်သမုဒ္ဒရာတွေစัจ java လာတွေအကုန်လုံးဟာမမြဲဘူးဆိုတော့ညင်းလို့မရတဲ့တစ္ဆာတရားပါ။အဲ့ဒီတစ္ဆာတရားကိုတကယ်မြင်ပြီးလက်ခံသွားပြီဆိုရင် တယုံတယုံကိစ္စတွေဟာကိုယ့်ကိုမတုံလုံးနိုင်စေတော့သလိုမထိခိုက်နိုင်တော့ဘူးအစုံမြင်ဝါဒဘက်ကလည်းမရောက်သွားနိုင်တော့ဘူးတဘာဝတရားကိုလက်ကင်ထားတာဖြစ်တဲ့အတွက်ဘယ်တူတယောက်ကိုမှလည်းအပြစ်မမြင်တော့ဘူးတကယ်တော့ဒုက္ခဆိုတာအလှပဆုံးသောတဘာဝတရားတစ်ခုပါပြည့်စုံခြင်းဆိုတာ rich ဆိုတာငွေကြေးပြည့်စုံခြင်းဥစ္စာဒနာပြည့်စုံခြင်းလို့အသုံးများတယ်ဒါပေမဲ့ rich ရဲ့အနောက်ထပ်သုံးလို့ရတဲ့အတိတ်ဘက်က ပိုအရေးကြီးပြီးတော့လှပပြည်စုံတယ်။အဲ့ဒါကတော့ငွေကြီးဥစ္စာတွေနဲ့မဆိုင်တဲ့အတွင်းစိတ်ကြီးလင်အေးချမ်းပြီးမေတ္တာအရှံအပေပေါများကြွယ်ဝခြင်းပဲ။တစ်ချက်လောက်ကြည့်ကြည့်အောင်။အရင်ဆုံးအတွင်းစိတ်ကြီးလင်အေးချမ်းမှု inner peace အစစ်အမှန်ရဖို့အတွက်ကိုယ်စိတ်ကိုယ်ကိုတည်ချာကြည့်နိုင်ပြီးသိနိုင်မှုလိုတယ်။ရောက်ရခံမှုတွေမကျေနပ်မှုတွေလောဘဒေါသမောဟတွေကြောက်ရွံ့မှုတွေမောက်မာမှုတွေစတဲ့မကောင်းတာတွေအကုန်လုံးကို အထူးသဖြင့်အတိတ်ကမြင်နိုင်ရမယ်။ဘာလို့လဲဆိုတော့အဲ့ဒီစိတ်တွေကအတွင်းစိတ်အေးချမ်းဖို့ကိုအတိတ်ကဖြတ်တဲ့အကြောင်းတွေ ဖြစ်နေလို့ပါ။စိတ်ဟာတိတ်ပြီးတော့မာယာပြည့်ရဲ့ကျွဲတော့အမှန်တိုင်းအရှိတိုင်းမြင်နိုင်မှုကိုယ့်ရဲ့ပင်ကိုယ်စရိုက်တွေမာမာနာတွေရဲ့လှည့်စားမှုတွေကိုခွာခြားပြီးအရှိပကတိကို မြင်ဖို့ကြိုးစားရမယ်။အဲ့ဒါကိုလုံနိုင်သွားပြီဆိုရင် အရင်ရှိမှန်းမသိရှိနေခဲ့တဲ့မောဟလို့ခေါ်တဲ့ confusion တော်လာကစက်ပြောင်ငှက်ပြောင်ပြောက်သွားပြီး အသိဉာဏ်တွေကိုလေးလံထိုင်ပိုင်တွေ့ဝေစေတဲ့အဆိုင်အခဲကြီးတစ်ခုဟာတစားစီကြေးမွားပျက်စီးသွားတယ်။တစ်ချိန်တည်းမှာပဲလူဟာပေါ့ပါလွတ်လပ်သွားပြီးအ धिक နဲ့တာမညာကိုတေချာခွဲခြားမြင်နိုင်လာတယ်။ဒီအချိန်မှာကမ္ဘာလောကကြီးကိုမြင်တဲ့အမြင်ကလည်းအရင်နဲ့မတူတော့ဘူး။ဂျေစုတရားဘက်ကိုရောက်လာပြီးမြေတားနဲ့အရာအလုံးကိုကြည့်တက်လာတယ်။စိတ်ငြိမ်းချမ်းမှုရဲ့အမှန်ရလဒ်ကိုသိလာပြီးမွေးပြော်လာတဲ့အတွက်မလိုလားအပ်တဲ့အပူကိုမယူတော့ဘူး။ တရားဓမ္မတွေကိုလည်းတေချာနှလုံးသွင်းတက်လာပြီးလက်တွေ့အသုံးချလာနိုင်တယ်။ကိုယ့်အကြောင်းယော့သွားတဲ့အခါသူတစ်ပါးအတွက်ပို့ပြီးစိတ်ဝင်စားမှုပေးလာနိုင်တယ်လို့ကိုကိုကိုမထိခိုက်စေပဲထဲ့သွင်းစဉ်းစားပေးတတ်လာတယ်။အတ္တရောမာနရောနေတရနေလာတဲ့အတွက်ငါဆွဲလူမျိုးဆွဲပုဂ္ဂိုလ်ဆွဲတွေလည်းနေလာတယ်။လူချင်းချင်းဆိုတဲ့စိတ်ပူများလာမယ်။ humanity ကိုပို့ပြီးအလေးထားတတ်လာမယ်။အဲ့ဒီအခြေအနေကို awakened နှုတ်ထလာတဲ့အခြေအနေလို့ခေါ်တယ်။အဝိခန့်လူသားတွေဟာလူမျိုးပေါင်းစုံဘာသာပေါင်းစုံရင်ကျေးမှုပေါင်းစုံအယက်ဒေသပေါင်းစုံကနေလာကြပါတယ်။သူတို့တွေဟာဘာသာစကားဒလိထုံးစံတွေမတူရင်နေမယ်။အားလုံးတူတာတခုရှိတယ်။အဲဒါကတော့ချက်ချင်းမြတ်တာကိုယုံကြည်ကိုယ်ွယ်ကျင့်သုံးကြပါတယ်။ And they're very rich. အလွဲတချို့နဲ့ကိုပိုင်းသုံးသမှု စေတနာ ော်တော်များများစေတနာဆိုတဲ့စကားလုံးကိုကြားရင်ကောင်းတဲ့အရာလို့တွေးတာများကြတယ်။တကယ်တော့စေတနာဆိုတာထဲ့တဲ့အား energy ကိုခေါ်တာ။ကောင်းတဲ့အလုံးမှာစေတနာထည့်ရင်ကောင်းတာဖြစ်မယ်။ဆိုးတဲ့အလုံးမှာစေတနာထည့်ရင်ဆိုးတာဖြစ်မယ်။ဗုဒ္ဓကပြက်ပြက်တတပြောထားတာရှိတယ်။စေတနာသည်ကံနဲ့ငါကိုအကုသိုလ်တွေမပေးနဲ့လို့နင်ကအကုသိုလ်အကောင်တို့စသဖြင့်ပေါ်လေ။ကုသိုလ်ရောအကုသိုလ်ရောကစိတ်ထဲမှာဖြစ်တဲ့ဟာဆိုတော့စိတ်ထဲမှာဖြည့်ရှင်းလို့ရတယ်။ ဖျားရှိခိုးနေနဲ့သူတော်ဘာမကောင်းကြောင်းတွင်အကုသောပဲတငယ်ချင်းတွေနဲ့ပြရာတောက်ရင် အများကောင်းကျိုးကိစ္စတွေအကောင့်ထဲဖို့ဖို့ဆွေးနေနေကုသိုလ်ဖြစ်တာပဲနေရာဒေသတို့သူတော်ဘာရဲ့အပြုအမူတွေဟာကုသိုလ်အကုသိုလ်ဓာတ်ရိုက်မဖြစ်စေနိုင်ဘူးကိုကပေးဖြစ်လိုက်ရင် ဖြစ်မှာပေါ့အလဲအလတ်လန်းစဉ်မေတဝေးအလဲအလတ်လန်းဆိုတော့ဖះပြောတဲ့လမ်းစဉ်ကိုတချို့နားလဲတာလွဲနေတယ်လို့ထင်တယ်။တချို့ဆိုတဲ့နေရာမှာတော်တော်များများလို့ထင်တယ်။ အလေအလတ်လန်းစဉ်ဆိုတာတော်ယုံတန်ယုံလုံးလို့ပြောတာမဟုတ်ဘူးဖះသာတော်ယုံတန်ယုံမဲ့တရားအာထုတ်ခရင်ဖះဖြစ်မလားဘူးကို့မှာရှိတဲ့စိတ်ဆွမ်းညံဆွမ်းလုံနိုင်ဆွမ်းရှိသည်မြအကုန်ထုတ်ပြီးကြိုးစားမှအောင်မြင်နိုင်မယ်လိုချင်မှုလောဘတော့ရှိရလိမ့်မယ်ဒါပေမဲ့တမာတမတ်နေနဲ့အစွမ်းကုန်ကြိုးစားပြီးရလာတဲ့ရလတ်အပေါ်မှာတော့ရောင်ရဲတင်းတိမ်နိုင်စွမ်းရှိရလိမ့်မယ်ကိုကိုကိုချစ်တဲ့သူ there are no way you can love and respect others if you don't love and respect yourself ကိုကိုကိုမချစ်ဘဲမလေးစားဘဲနဲ့တခြားသူကိုချစ်ဖို့လေးစားဖို့မဖြစ်နိုင်ပါဘူးဖះရှင်ကိုရောမြတ်ကိုရိုင်းလည်းပြောခဲ့ဘူးတယ်ကိုကိုကိုချစ်တောင်းအရင်ကြိုးစားရတဲ့ happiness start at home လို့လည်းအဆိုရှိတယ်ဒီစကားကိုကြားတော့ကလက်မခံနိုင်ခဲ့ဘူးတော်တော်ကြာကြာထိလည်းလက်မခံနိုင်ခဲ့ဘူးနားမလည်နိုင်ခဲ့တာလို့ပြောရင်ပုံမှန်ပဲချစ်တယ်ဆိုတာပါလေ လေးစားတယ်ဆိုတာပါလေ။အဲ့ဒီမိခွန်းတစ်ခုကိ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 ုပြန်ပြီးတော့မှမဖြေနိုင်တာကိုတွေ့ရတယ်။စာရေးလက်တွေတွေ့ကြုံပြီးတော့မှတဖြည်းဖြည်းချင်းနားလည်လာတယ်။ကိုကိုကိုချစ်တဲ့သူဟာတကူရေးတန်ရှင်းမှုရှိတယ်။ကျမ်းမာရေးလိုက်စားမယ်။ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားကောင်းအတော့ကောင်းစားမယ်။စိတ်ချမ်းသာအောင်နေမယ်။ကိုကိုကိုစိတ်ဆင်းရဲစေမယ့်အရာတွေကိုလည်းရှောင်ကြဉ်မယ်။စသဖြင့်ပေါ့လေ။အဲ့ဒီနေရာမှာလူအမျိုးအစားစားကွဲတယ်။ကိုစိတ်ချမ်းသာမှုကိုဘာနဲ့မှမလဲမဲ့ ဘသူတေတေငတိမာပြီးရောလူစားမျိုးနဲ့ကိုလိုပဲသူများတွေလည်းစိတ်ချမ်းသာခြင်းမှာပဲလေဆိုပြီးကိုချင်းစာတရားနဲ့တွေ့ပြတဲ့လူစားမျိုးကိုချင်းစာတရားရှိတဲ့သူမမတခါသူများဒုက္ခရောက်နေတာမြင်ဖင်တချွတ်ချွတ်ဖြစ်နေတဲ့သူနောက်တခုခုကူညီပေးလိုက်ရမှအိပ်ပျော်စားဝင်တဲ့ပရာဟိတသမားမျိုးတွေလည်းရှိလာပြန်ရောထို့သူတွေကတော့ဟီလာစ်ခူစားပေးသူတွေပေါ့လေမိသားစုကိုချစ်တတ်လာတဲ့သူတွေလည်းအဲ့ဒီလိုပဲ ကိုအတိုင်မြုံလေးကအေးချမ်းနေပျော်စရာကောင်းနေဒီအတိုင်မြုံလေးပြက်စီးသွားမှာကိုမလိုလားဘူးထို့သူသူတစ်ပါးမိသားစုအတိုင်မြုံလေးပြက်စီးသွားမှာကိုလည်းမလိုလားတော့တဲ့အတွက်သူတစ်ပါးပြက်စီးရပြက်စီးကြောင်းတွေကိုမလုပ်တော့ဘူးမပြောတော့ဘူးကိုကိုကိုချက်တဲ့သူတွေက သူများကိုပို့ပြီးစာနာပေးတတ်တယ်တနာတတ်တယ်ကုညီပေးတတ်တယ် self respect ကိုကိုကိုလေးစားမှု liars think everyone lies ဆိုတယ်လို့ပေါ့လိန်နေကြလူတွေဟာ အားလုံးလည်းသူတို့လိုပဲလိမ်တက်ကြတယ်လို့တွေးမယ်။အဲဒီလိုပဲတခိုးကလည်းသူ့ရှိတဲ့ပစ္စည်းကိုဘယ်တော့မှစိတ်ချမှာမဟုတ်ဘူး။ကိုကိုကိုဇာရိတကောင်းအောင်တမတမတ်ကြကြနေတဲ့သူမှလည်းပဲကိုကိုကိုလေးစားနိုင်လိမ့်မယ်။ဘလောက်ပဲလူတွေကကောင်းတယ်လို့ပြောပြောဘာပွဲတွေပေးထားပေးထားကိုဟာတမအာဇီဝတမမဟုတ်ခင်ညအိယာဝင်တဲ့အချိန်ကျရင်လက်ပြမတန်တဲ့အတွက်ကိုကိုကိုတကယ်လေးစားနိုင်မှာမဟုတ်ဘူး။ဒါကြောင့်လက်ပြတန်တဲ့သူတွေပဲကိုကိုကိုလေးစားနိုင်လိမ့်မယ်။ လိပ်ပြတတ်အောင်နေဖို့မလွယ်ဘူးဆိုတာလည်းသိတဲ့အတွက်တခြားသမာသမတ်ကြတဲ့ပုံကိုယ်တွေကိုလည်းလေးစားရကောင်းမှန်းသိလာမယ်။တံပိုးတွေကိုနားလည်လာတဲ့သဘောပေါ့။ကျွန်တော်ဒါတွေပြောနေလို့စင်းလုံးချောနေတဲ့လူတယောက်မဟုတ်ပါဘူး။စူးစမ်းနေစေပါ။တရနဲ့တရတောင်စိတ်ကတူတာမဟုတ်ဘူးဆိုတော့မလွယ်ပါဘူး။ဒါပေမဲ့အမားများစွာလှုပ်ပြီးမှတွေ့လာတဲ့အမြင်လေးတွေကို မျှဝေပေးတဲ့သဘောတသက်ပါ။ချစ်ချင်းမြတ်တာတို့စာနာထောက်ထားမှုတို့လေးစားမှုတို့ဆိုတာ လူဖြတ်တုံးပဲသုံးဆွဲခန်းစားနိုင်တဲ့အရာတွေဖြစ်တာကြောင့်လေးလေးနက်နက်ကျင့်သုံးသင့်တယ်။ယခုဖပြသွားတဲ့စာအုပ်ကလေးကိုအဆုံးထိလိုက်ပါနားဆင်ပေးကြသူတဦးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါရရှင်။နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပေးဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲဘေးပြားတွေဝေကွာပြီးစိတ်ချမ်းသာကိုကြမ်းပါစွာဖြင့်နေ့ရက်တိုင်းဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းတာအပားရရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။